ကလေးကားထိုင်ကုန် baby car seats အရေးကြီးရတဲ့အကြောင်းရင်းတချို့မိဘတွေကားစီးတဲ့အခါကလေးတွေကိုပေါင်ပေါ်တင်ထားတာပိုက်ထားတာတွေလည်းလုပ်တတ်ကြပါတယ်။တာသမီတွေအတွက်အလုံးကြုံဆုံးလို့ထင်ကြပါတယ်။တကယ်တကယ် accident ဖြစ်တဲ့အခါကလေးတွေဟာလွင့်ထွက်သွားပြီးဖမ်းမမိဖြစ်တတ်ပါတယ်။တချို့ကလည်းကလေးကိုပါခပ်ပတ်ထဲထည့်ပတ်ထားကြတာမို့ရင်တိုက်မှုဖြစ်ပြီးအခက်မသိရင်လူကြီးကိုယ်လုံးနဲ့ဖိမိတာမျိုးတွေလည်းရှိပါတယ်။ ကလေးတွေရဲ့ခန္ဓာကိုယ်ကအပြည့်အဝမဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့်ကားစီးတဲ့အခါကားထိုင်ကုန်ကလူကြီးခက်ပတ်တွေနဲ့မတင့်တော်သေးပါ။ဒါကြောင့်ကလေးငယ်တွေအတွက်အထူးထုတ်လုပ်ထားတဲ့ကားထိုင်ကုန်နဲ့ခက်ပတ်ဟာအထူးအရေးကြီးတယ်လို့ဆိုချင်ပါတယ်။ကလေးကားထိုင်ကုန် baby car seat ဆိုတာပါလေ။ကလေးတွေကားထဲမှာလိုက်ပါတဲ့အခါလုံခြုံမှုရှိတာတေချာစေဖို့အသုံးပြုရတဲ့ကလေးနဲ့ကွက်တီးကြတဲ့ကားထိုင်ကုန်လေးတွေဖြစ်ပါတယ်။ လသားရွယ်ကနေအသက်၁၂နှစ်အထိကလေးငယ်တွေကားထဲမှာလိုက်ပါတဲ့အခါကလေးထိုင်ကုန်အသုံးပြုဖို့လိုအပ်ပါတယ်။ကလေးရဲ့အသက်အရွယ်စားနဲ့ကိုမောင်းနေတဲ့ကားမျိုးစားတွေပေါ်မူတည်ပြီးအသုံးပြုရမယ့်ကားထိုင်ကုန်တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။လူကြီးတွေကြတာကားရဲ့မူလပါတဲ့ထိုင်ကုန်မှာထိုင်တဲ့အခါထိုင်ကုန်ခက်ပတ်ပတ်ခြင်းအဖြစ်မတော်တဆဖြစ်တဲ့အခါထိခိုက်မှုတွေကိုရှော့ချပေးတာဖြစ်ပါတယ်။ကားထိုင်ကုန်ခက်ပတ်ကပခုံးနဲ့ပိုက်မှာနေရာတကျရှိနေရပါမယ်။ ဒါပေမဲ့ကလေးတွေကတင်းငယ်တာကြောင့်ထိုင်ကုန်ခက်ပတ်နဲ့ချောင်ထွက်နေမှာပါခက်ပတ်ကကလေးရဲ့မေးစီကိုကြော်နေပြီးကလေးရဲ့ခြေထောက်ကလည်းကားချမ်းပြင်ကိုထိမနေဘူးဆိုရင် မတော်တဆတစ်ခုခုဖြစ်လာတဲ့အချိန်မှာခက်ပတ်ကကလေးကိုမကာကွယ်ပေးနိုင်ပါဘူးကလေး၏အသက်အရွယ်နဲ့ခန္ဓာကိုယ်အရွယ်စားလိုက်တင့်တော်တဲ့ကားထိုင်ကုန်တွေကြောင့်ကလေးအတွက်မှန်ကန်သည့်ကားထိုင်ကုန်ကိုရွေးချယ်ခြင်းသည်အလွန်အရေးကြီးပါတယ်ကလေးထိုင်ကုန်အမျိုးအစားများတစ်မျိုးစီသည့်ကလေး၏အသက်နှင့် အရွယ်အစားပုံမူတည်ပြီးလုံခြုံမှုရဖို့တည်တံ့ထုတ်လုပ်ထားပါတယ်။ကားထိုင်ခုံများကိုအမျိုးအစား၄မျိုးရှိပါတယ်။တဲအနောက်သို့မျက်နှာမူထားတဲ့ကလေးထိုင်ခုံ Rear facing car seat ဘာကြောင့်နောက်သို့မျက်နှာမူတဲ့ထိုင်ခုံကိုအသုံးပြုသင့်တယ်လဲ။တင့်ကလေးငယ်အတွက်အသင့်တော်ဆုံးသော ထိုင်ခုံဖြစ်တယ်။ရှင်တိုင်းမှုဖြစ်စဉ်မှာနောက်သို့မျက်နှာမူထားတဲ့ထိုင်ခုံဟာကလေးရဲ့ခန္ဓာကိုယ်ကိုဘေးပတ်လည်မှဝန်းရံကာကွယ်ပေးပါတယ်။ရှင်တိုင်းမှုဖြစ်တဲ့အချိန်မှာ နောက်တော့မျက်နာမူထားတဲ့ထိုင်ကုံကကလေးရဲ့နုနယ်တော်လဲပင်းနဲ့ကြောယိုးမောက်ကိုဖိအားလျှော့ချရန်ကလေးကိုကိုယ်ဖက်လျက်ရွေးရှားမှုနဲ့အတူအကာအကွယ်ပေးထားပါဗါအတုံးပြူတဲ့နဲ့အရွယ်ကတော့မွေးကင်းစမှတနစ်အထီကလေးများကို နောက်တော့မျက်နာမူသည့်ထိုင်ကုံထဲပဲထားပါတနစ်မှသုံးနှစ်အထီကလေးကို နောက်တော့မျက်နာမူတဲ့ပုံစံဖြင့်ထိုင်ကုန်းတွေမှာထုတ်လုပ်တဲ့ဆက်ယုံကတတ်မှတ်ပေးထားတဲ့အမြင့်ဆုံးကလေးအသက်အရွယ်သို့မဟုတ်ကလေးလေးချိန်ကန့်သက်ချက်ကိုမရောက်မချင်းလက်ရှိပုံစံနဲ့ဆက်လက်အသုံးပြုနိုင်တယ်။ထို့နောက်ရှေ့သို့မျက်နာမူတဲ့ထိုင်ကုန်းတို့ပြောင်းပါ။တို့တော့ကားရဲ့နောက်ခန်းမှာပဲထိုင်ခိုင်းပါ။နောက်တော့မျက်နာမူထားတဲ့ကလေးထိုင်ကုန်းအမျိုးအစား၃မျိုးရှိပါတယ်။ Infant car seat rear facing only ။ဝေးကင်းစားမှတနစ်အောက်ကလေးငယ်များအတွက် တရားလွယ်အောင်ပြုလုပ်ထားတဲ့ထိုင်ကုန်ဖြစ်ပြီးနောက်သို့မျက်နှာမူတဲ့ပုံစံပဲအသုံးပြုနိုင်တယ်။ convertible seat ဤထိုင်ကုန်မျိုးစားကတော့နောက်သို့မျက်နှာမူတဲ့ပုံစံကနေရှေ့သို့မျက်နှာမူတဲ့ပုံစံကိုပြောင်းလဲအသုံးပြုနိုင်တယ်။ all in on seat ဤထိုင်ကုန်မျိုးစားကတော့နောက်သို့မျက်နှာမူခြင်းရှေ့သို့မျက်နှာမူခြင်းနဲ့ booster ထိုင်ကုန်အဖြစ်ပုံစံ၃မျိုးလုံးပြောင်းလဲအသုံးပြုနိုင်ပါတယ်။နှစ်ရှေ့သို့မျက်နှာမူထားတဲ့ကလေးထိုင်ကုန် forward facing car seat ဘာကြောင့်ရှေ့သို့မျက်နှာမူတဲ့ထိုင်ခုံကိုအသုံးပြုသင့်တယ်လဲရှေ့သို့မျက်နှာမူတဲ့ထိုင်ခုံဟာရင်တိုက်မှုဖြစ်စဉ်မှာဘေးဘက်ကနေထိခိုက်မှုများကိုကာကွယ်ပေးပါတယ်ရင်တိုက်မှုဖြစ်တဲ့အချိန်ကလေးရဲ့ဦးခေါင်းလက်နှင့်ခြေထောက်များကို ရှေ့သို့ပြစ်ချခံရနိုင်တော့လဲ ငါးနေရာချိတ်ဆက်ထားတဲ့ကျိုးစနစ်5 points harness ဟာရင်တန်ကိုကလေးဤခန္ဓာကိုအပြုသည့်နေရာ ပခုံးတင်ပါးတွေကိုဖြန့်ကျက်ပေးပြီးကလေးကိုထိုင်ပုံတွင်သာလုံခြုံစွာထိန်းထားပေးပါတယ်။ပြင်းထန်တဲ့ရင်တိုက်မှုဖြစ်စဉ်မှာတော့ကလေးကရှိကိုဆက်လက်ရွေးရှားနိုင်သဖြင့်ထိုင်ကုံကိုမှန်ကန်စွာတက်ဆင်ခြင်းနဲ့တွေ့ကျိုးထားထက်တဲ့ကိုအသုံးပြုခြင်းသည်အရေးကြီးပါတယ်။အသုံးပြုတဲ့အရွယ်ကတော့တစ်နှစ်မှသုံးနှစ်အထိ ကလေးကိုနောက်သို့မျက်နှာမူတဲ့ပုံစံဖြင့်ဖြစ်နိုင်သမျှအကြဆုံးထိုင်ပါ၄နှစ်မှ9နှစ်အထိကလေးကိုရှေ့သို့မျက်နှာမူတဲ့ပုံစံဖြင့်ထိုင်ကုန်တွင်မှထုတ်လုပ်တဲ့ဆက်ယုံကတတ်မှတ်ပေးထားတဲ့အမြင့်ဆုံးကလေးအသက်အရွယ်သို့မဟုတ်ကလေးလေးချိန်ကန့်သက်ချက်ကိုမရောက်မချင်းလက်ရှိပုံစံနဲ့ဆက်လက်အသုံးပြုနိုင်တယ်ထို့နောက်ဘူစတာထိုင်ကုန်သို့ပြောင်းပါတိုးတော်ကားရဲ့နောက်ခန်းမှာပဲထိုင်ခိုင်းပါရှေ့သို့မျက်နှာမူထားတဲ့ကလေးထိုင်ကုန်အမျိုးအစား၃မျိုးရှိပါတယ် combination seat ဤထိုင်ကုန်မျိုးစားကတော့ရှေ့သို့မျက်နှာမူတဲ့ထိုင်ကုန်ကနေဘူစတာထိုင်ကုန်ဖြစ်သူပြောင်းလဲအသုံးပြုနိုင်တယ်။ convertible seat ဤထိုင်ကုန်မျိုးစားကတော့နောက်သို့မျက်နှာမူတဲ့ထိုင်ကုန်ကနေရှေ့သို့မျက်နှာမူတဲ့ထိုင်ကုန်ကိုပြောင်းလဲအသုံးပြုနိုင်တယ်။ all in one seat ဤထိုင်ကုန်မျိုးစားကတော့နောက်သို့မျက်နှာမူခြင်းရှေ့သို့မျက်နှာမူခြင်းနဲ့ဘူစတာထိုင်ကုန်အဖြစ်ပုံစံ၃မျိုးလုံးပြောင်းလဲအသုံးပြုနိုင်တယ်။၃ဘူစတာထိုင်ကုန် booster seat ဘာကြောင့် booster ထိုင်ကုန်ကိုအသုံးပြုသင့်တယ်လဲ booster ထိုင်ကုန်ဟာခပ်ပတ်ကြိုးကိုကလေးရဲ့ခန္ဓာကိုယ်နဲ့ကိုက်ညီစေပြီးရင်တိုက်မှုဖြစ်ပါကကလေးကို လုံခြုံစွာထိန်းပေးပါတယ် booster ထိုင်ကုန်ရဲ့ခပ်ပတ်ကြိုးကိုကလေးကိုအားပြုနိုင်သောအစိတ်ပိုင်းများတင်ပါရင်ပတ်ပေါ်မှာရှိစေပါတယ်ရင်တိုက်မှုဖြစ်တဲ့အချိန်ခပ်ပတ်ကြိုးသည်ကလေးရဲ့ခန္ဓာကိုယ်ကိုလုံခြုံစွာပတ်ထားပေးအတွက်ကားအတွင်းမှာရှိတဲ့ပစ္စည်းတွေနဲ့မထိခိုက်စေရန်ကာကွယ်ပေးပါတယ်အသုံးပြုသင့်တဲ့အရွယ်ကတော့ လေးနှစ်မှခုနှစ်နှစ်အထိကလေးကိုရှေ့သို့မျက်နှာမူတဲ့ထိုင်ကုန်မှဘူစတာထိုင်ကုန်သို့ပြောင်းရန်အစဉ်သင့်ဖြစ်တဲ့အခါအသုံးပြုနိုင်တယ်။သို့တော့ကားရဲ့နောက်ခန်းမှာထိုင်ခိုင်းပါ၈နှစ်မှ၁နှစ်အထိကလေးကိုခပ်ပတ်ကျိုးနဲ့တက်တောင့်တက်တာစွာထိုင်နိုင်သေးရင်ဘူစတာထိုင်ကုန်ကိုဆက်ပြီးအသုံးပြုလို့ရပါတယ်။ဘူစတာထိုင်ကုန်အမျိုးအစား၄မျိုးရှိပါတယ်။ All-in-one seat ဤထိုင်ကုန်မျိုးစားကတော့နောက်သို့မျက်နှာမူခြင်း ရှေ့သို့မျက်နှာမူခြင်းနဲ့ဘူစတာထိုင်ကုန်အဖြစ်ပုံစံ၃မျိုးလုံးပြောင်းလဲအသုံးပြုနိုင်တယ်။ Combination seat ဤထိုင်ကုန်မျိုးစားကတော့ရှေ့သို့မျက်နှာမူတဲ့ထိုင်ကုန်ကနေဘူစတာထိုင်ကုန်အဖြစ်သို့ပြောင်းလဲအသုံးပြုနိုင်တယ်။ Booster seat with high back ဤထိုင်ကုန်မျိုးစားကတော့ခပ်ပတ်ကြိုးကိုမှန်ကန်စွာစီးနိုင်မှုအတွက်ခလေးရဲ့အရက်ကိုမြင့်တင် ပေးထားပါတယ်။ဥကောင်းနဲ့လယ်ဘင်းကိုထောက်ပံ့ပေးထားပါတယ်။ပေါင်ကြိုးနဲ့ရင်ကြိုး lap and shoulder belt ကိုပဲအသုံးပြုရတယ်။ backless booster seat ဒီထိုင်ကုန်မျိုးစားကတော့ကလေးရဲ့အရက်ကိုမြင့်တင်ပေးတော်လဲဥကောင်းနဲ့လယ်ဘင်းကိုထောက်ပံ့မှုမပေးထားပါလေးခပ်ပတ်ကျို seat belt ကားခပ်ပတ်ကျို့ဟာကလေးရဲ့ပေါင်ပေါ်ပိုင်းနဲ့ပခုံးရင်ဘက်ကိုတင်းတင်းစီထားရမယ်ဝမ်းပိုက်လယ်ဘင်းသို့မဟုတ်မျက်နှာပေါ်တွင်မဖြတ်စေရပါအတုံးပြုတ်တဲ့အရွယ်ကတော့၈နှစ်နဲ့အထက်ကလေးရဲ့အရက်က145စင်တီမီတာနဲ့အထက်ရှိရမယ် ို့တော့ကားနောက်ခန်းမှာပဲထိုင်ခိုင်းပါကလေးအများစုက10နှစ်မှ12နှစ်အထိဘူစတာထိုင်ကုန်ကို73နိုင်ပါတယ်ဘူစတာထိုင်ကုန်မှခပ်ပတ်ကျိုးတို့ပြောင်းနိုင်တဲ့အရွယ်တဲကလေးကဘူစတာထိုင်ကုန်ရဲ့တတ်မှတ်ထားတဲ့အမြင့်ဆုံးအရွယ်စားကိုကျော်လွန်ပြီးတဲ့အခါနှစ်အဆင့်၅ဆင့်စစ်ဆေးမှုတွင် အောင်မြင်တဲ့အခါခပ်ပတ်ကျိုးကိုအသုံးပြုနိုင်ပြီးအဆင့်၅ဆင့်စစ်ဆေးခြင်း The 5 step ka ခလေးဒီအောက်ပါဆန်တော့အားလုံးကိုကီမီနိုင်မသာခက်ပတ်ကျိုးကိုအတုံးပြူရန်တင့်တော်ပါတယ်။တိခလေးကကားထိုင်ကုန်ရဲ့နောက်ကျောကိုမိအောင်ထိုင်နိုင်သလား။နှစ်ခလေးရဲ့ဒူးကောင်းတွေက ထိုင်ကုန်အဆုံးကိုကျော်လွန်ပြီးကွေးနိုင်သလား။သုံးခက်ပတ်ကျိုးရဲ့ပေါင်ကျိုးကခလေးရဲ့တင်ပါဆောင်အောက်ပိုင်းပေါင်ပေါ်ပိုင်းကိုတင်းတင်းစီထားသလား။လေးခက်ပတ်ကျိုးရဲ့ရင်ကျိုးကခလေးရဲ့ပခုံးအလဲတွင်ရှိသလား။လေပင်သူမဟုတ်လက်မောင်းအပြင်ဘက်မရောက်ရပါ။ ငါကလေးကခီးတစ်လျှောက်လုံးဤအနေထားနဲ့လုံခြုံစွာထိုင်နိုင်သလား